အားလုံးပဲမြင်လာပါအခုကျွန်တော်ပြောပြမယ့်ဥစ္စာကတော့ကျွန်တော်ကျွန်တော်မေးကြတယ်ပေါ့နော်ကို copy trade ဖို့တက် trader လေးအခုဘယ် trader လေးတွေကောင်းလဲကျွန်တော်တို့ရွေးပါအောင်ဆိုပြီးတော့ကျွန်တော်လာလာမေးရတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီနေ့ copy trade တဲ့အကြောင်းမပြောတော့ဘူးကျွန်တော်ရွေးရတဲ့ trader တွေအကြောင်းပဲကျွန်တော်ပြောတော့ပေါ့နော်ဒီမှာကျွန်တော် specialist ကျွန်တော်၄ယောက်ကျွန်တော်ရွေးပေးထားတယ်အဲ့ဒီ၄ယောက်ကိုကျွန်တော်ပြောပြမှာဖြစ်ပါတယ်ပေါ့နော်အခုကျွန်တော်ရွေးပေးထားတဲ့၄ယောက်ကတော့ဒီမှာအခုကျွန်တော်ဒီမှာ compare လုပ်ပေးထားတဲ့၄ယောက်ရှိရယ်ပေါ့နော်ဒီ၄ယောက်ကိုကျွန်တော်ဗားရီပြမယ်ဆိုတော့ကျွန်တော်ရက်30ဆောင်းကိုကျွန်တော်ပြမယ်ဒီမှာ ရက်30ကိုကျွန်တော် compare လုပ်ကြည့်မယ်နော်သူတို့ရဲ့ရက်30သား result ပေါ့နော်ထုံးစံနဲ့ဒီဥစ္စာကတော့ကျွန်တော်တို့ coffee trading က future copy ရဲ့ portfolio တွေကိုကျွန်တော် compare ထားတာပေါ့နော်ဒီမှာတော့သူတို့လေးယောက်ကိုကျွန်တော်ကြည့်မယ်ဘယ်လိုကျွန်တော်ကြည့်လဲဆိုလို့ရှိရင်အရင်ဆုံးဒီမှာရှေ့ဆုံးမှာရှိတာက30 day ROI ပေါ့နော်ရက်30သား return on invest ကဘယ်လောက်ရှိလဲဆိုတော့ဒီမှာသူတို့ percentage ကိုကြည့်လိုက်သူက150%ရှိတယ်ตัว14%ရှိတယ်ဒီကောင်က2000%ရှိတယ်ဒီကောင်က120%ရှိတယ်เนาะအဲ့တော့ဒီ return on invest ကလည်းမစိုးဘူးကျွန်တော်ကြည့်ပေးရမယ်ဒီ၃ယောက်မှာဆိုလို့ရှိရင် तू ကတော့ return on invest အများဆုံးဖြစ်တဲ့အတွက်ဒီမှာ तू तू highlight လေးပြပေးရတယ်ပေါ့နော်ဒါဒါ return on invest က तू ကအများဆုံးနောက်တစ်ယောက်ကဒီမှာ30 day အဲနောက်တစ်ခုက30 day profit and loss ပေါ့နော်30ရက်30စာအရှုံးမြတ်ဘယ်လောက်ရှိလဲဆိုတော့ပြပေးတာအဲတော့ရက်30စာအရှုံးမြတ်ကိုကြည့်မယ်ဆိုလို့ရှိရင်ဒီတစ်ယောက်ကဒေါ်လာ9ဒေါ်လာ9000ပြထားတယ်ဒါ तू ကဒေါ်လာဒီကောင်ကဒေါ်လာနဲ့160ပြထားတယ်သူကဒေါ်လာ3900ပြထားတယ်သူကဒေါ်လာ4000 4000 အဲ၄00ကျော်မြတ်ထားတယ်သူကဒေါ်လာ9000ပဲမှားတာမဟုတ်မှားပါတော့เนาะဒီမှာဆိုလို့ရှိရင် तू ကဒေါ်လာ9000အမြန်ဆုံးပဲ तू ကတော့ပါတော့ဟောဒီမှာသူရှိမှာနေရာကူရလဲဆိုတာကျွန်တော်စက်တင်လိုက်အောင်ပါเนาะမှာ sharp ratio sharp ratio ကတော့ sharp ratio များတဲ့ကောင်တော့ပိုကောင်းတယ် risk တွေ reward တွေ management ကောင်းတယ်ပြောရတာဒီ sharp ratio ကကြတော့ကျွန်တော်ပြည့်စုံတော့မရှင်းတော့ဘူးဒီမှာအရန်ရှုပ်တယ်မှာဆိုလို့တကယ်လို့ဒီအကြောင်းတွေပဲပြည့်စုံသိကျင်တယ်အပြည့်စုံဘယ်လိုမျိုး copy စပြီးကူရလဲဘယ်လိုမျိုး compare လုပ်ရလဲဆိုတော့သိကျင်လို့ရှိရင်ကျွန်တော်အရှိ video မှာတင်ပေးထားတာရှိတယ်အပြည့်စုံ ဲ့ဗီဒီယိုတွေကိုသွားပြီးရကြည့်လိုက်ပါနော်ဒီဗီဒီယိုကကျွန်တော် specially ရွေးထားတဲ့၄ယောက်ကြောင်းပါကျွန်တော်ပြောမှာဖြစ်တယ်ပေါ့နော် okay ဒီမှာ profit sharing profit sharing ကလည်းအကုန်လုံးက10%တည်းပဲပေါ့နော်အားလုံးကတော့ကျွန်တော်နိုင်တဲ့အမြက်ကတက်ပါဆန့်သူတို့ share ပေးရမယ်ဒီနောက်တစ်ခုကကျွန်တော်ဘယ်လိုရွေးပေးကြလဲဆိုတော့တချို့ data trader တွေကရှိနေတာဒီလားအဲ mini minimum investment ကိုအများကြီးထည့်ရအကျွတ်ဒေါ်လာ900ဒေါ်လာ400ထည့်ရရှိတယ်ကျွန်တော်ကဒီမှာ minimum investment ကိုဒေါ်လာ10ပဲထည့်ရလို့ရွေးပေးရတယ်အနည်းဆုံး risk နဲ့စပြီးတော့ရှင်းနေရှင်းနေတဲ့လူလည်းရှင်းလို့ရအောင်လို့ကျွန်တော်တို့30ထည့်လို့ရအောင်လုပ်ပေးထားတယ်ပေါ့နော်အဲ့ဒီမှာ30 30 30 30ရှိတယ်သူဘယ်သူ့ဘယ် copy ခုခုအနည်းဆုံး30တိထည့်ရမယ်ပေါ့နော်နောက်တစ်ခုကဒီမှာဒီ day trading day trading ရဲ့ snap စတော့ဒီကောင်တော့အရေးမကြီးဘူးအရေးကြီးတာဒီမှာအောက်ကကြည့်ရနော် copy copy ကူးတယ်လို့ပြည်လားဆိုတော့ကြည့်ရမှာဒီမှာမပြည့်သေးဘူးเนาะဒီမှာ400ရှိရယ်ဒီမှာ350ဆိုတော့လိုသေးတယ်သူ့ကိုကူးလို့ရတယ်သူ့ကိုလည်းကူးလို့ရတယ်ဒီမှာ300 300ကူးလို့ရတယ်လက်ရှိကူးရတဲ့လူက200ကျော်ပဲရှိရယ်ကူးလို့ရတယ်เนาะနောက်တစ်ခုက အဲထုတ်တဲ့ copy ရတက်ရှိစုစုပေါင်းအရင်တော့ကတို့ကိုကူးတဲ့လူတွေအကုန်လုံးပေါ့နော်ကူးတဲ့လူကသူကများတယ်ဗျာ900ကျော်အများဆုံးကသူပေါ့နော်900ကျော်ကူးဦးတယ်သူရှိရတယ်ဒီမှာသူရှိရတယ်400ကျော်ကူးဦးတယ်သူရှိရ200 280ကျော်ကူးဦးတယ်သူကတော့အများဆုံးကူးဦးတယ်အဲ့တော့ most mock copy mock copy ကျတော့နမူနာကူးတဲ့လူနမူနာကူးတဲ့လူတွေကဒီမှာထုံးစံနိုင်သူကအများဆုံးပဲသူကတော်တော်လေးတော့မိုက်တယ်ပြောတာပေါ့နော်နောက်တစ်ခုကအဲ close portfolio close portfolio ဆိုတာ copy ကူးပြီးမှပိတ်သွားတယ်ဆက်မကူးတော့ဘဲနဲ့ပိတ်သွားတယ်လို့ပြောတယ်ပေါ့နော် cold portfolio သူကနဲတယ်လားတယောက်ပဲရှိတယ်အကောင်လုံးကသူ့ရှိမှာကူပြီးလို့ရှိရင်အချိန်ကြာလို့ရှိရင်အမြတ်သိမ်းတယ်ပြီးရင်ထပ်ပြီးတော့ copy ကူရတယ်အဲ့လိုမျိုးလုပ်နေများတယ်ပေါ့နော်သူဆိုလို့ရှိရင်လုံးဝမပေးဘူးတယောက်ဝမ်းပေးဘူးလားကူပြီးစားလို့ကစားတိုက်ကိုဆက်ကူတယ်တော်တော်လေးမှိုက်တယ်တော်တော်လေး specialy ရွေးပေးထားတယ်လေးရောက်ပေါ့နော်ဒီမှာသူကလည်းအလိုပဲနှစ်ယောက်ပဲပိတ်သွားလို့ရှိတယ်သူကလည်းသုံးယောက်ရှိတယ်ပိတ်သွားတယ်အဲ့တော့ဒီလူတွေကတော်တော်လေးကိုမိုက်တယ်ပြောရမှာနော်ပြီးတော့ဒီမှာ historical copy and profit and loss ပေါ့နော်ဒီ historical copy and profit and loss ကဘာလဲဆိုတော့ အရင်တော့ကော်ပီကူးတဲ့လူတွေအရှုံးမြတ်ကိုပြောတာအရင်တော့ကော်ပီကူးတဲ့လူတွေရှုံးတာတွေညက်တာတွေစုစုရင်းတော့အရေးမကြီးဘူးဆိုတော့ဒါအထက်ပြီးတော့စဉ်းစားတဲ့အချက်အချက်တွေပေါ့နော်ဒီ history ရဲ့ historical copy ah profits and loss မှာကြည့်မယ်သူကဒေါ်လာ၄၀၀ကျော်ညက်တာသူကဒေါ်လာ၁၀၀ရှုံးထားတာနော်ဒီမှာဒေါ်လာ၅၀၀ရှုံးထားတယ်သူကဒေါ်လာ၂၀၀ညက်တာဆိုတော့ကျွန်တော်တို့ကဒါကအရင်တော့ကူးတဲ့လူရက်30အတွင်းမှာဒါ draw ထားတဲ့ time frame ရက်30အတွင်းရက်30အတွင်းမှာအရင်တော့ရှုံးမှုတဲ့လူတွေရှိတယ်နိုင်မှုတဲ့လူတွေရှိတယ်ဒါတော့ပြ အဲ့တော့ဒီမှာဒါအရင်အရေးမကြီးဆိုမှဒါထည့်သက်စလာပဲနောက်တစ်ခုက30 date copy of professor loss ရက်30ရက်ဒီမှာရှုံးတာဒါ history ရက်30ရက်ဒီမှာတင်ဖို့ကဒါအစဆုံးကူးတဲ့လူဒီမှာရက်30ရက်အတွင်းရက်30ရက်အတွင်း copy of professor loss ရက်30ရက်အတွင်းမှာ copy ကူးတဲ့လူတွေရဲ့အရှုံးမြတ်ကိုသူပြပေးတာနော်ဒီမှာဆိုလို့ရှိရင်ဒါ၄ရောင်ကျော်ဒါအကုန်ပေါ်နေတူတူပဲရက်30ရက်အတွင်းရှုံးအရှုံးမြတ်တွေပဲနော်ဒီမှာ AUM AUM ကဘာလဲဆိုတော့ access under management access and management ဘာလဲဆိုလို့ရှိရင် तू ကလက်ရှိဘလောက်ထိအောင်ငွေကြီးပမာဏကို तू control လုပ်နေရဆိုတာပြောပေးတာဒီ access and management ကဒီမှာကြည့်လို့ရတယ် तू ဆိုလို့ရှိရင်ဒေါ်လာ6000ကျော်ကို तू control လုပ်ပေးနေရတယ်နော် तू ဆိုလို့ရှိရင်ဒေါ်လာ3000ကျော်ကို control လုပ်ပေးရတယ် तू ကဒေါ်လာ1000ကျော် तू ကဒေါ်လာ5000ကျော်တော့ तू control လုပ်ပေးနေရတယ်နော်အဲ့တော့ဘာလဲဆိုတော့ဒါက तू ထည့်ထားတဲ့ပတ်စံရောကျွန်တော်တို့ copy ကူးတဲ့လူတွေအကုန်လုံးထည့်ထားတဲ့ပတ်စံရောစုစုပေါင်းအမှောက်ကိုပြောတာဖြစ်တယ်နော်တက်ရှိ तू trade နေတာဒီပတ်စံနဲ့ trade နေတာ तू ကဒီအမှောက်များလေး အဲပို့ပြီးတော့ risk ကတော့များလေ risk များဆိုတော့သူ့တန်ငယ်လေး trade under pressure ပုံများရတယ်ပေါ့နော်ဒါပေမဲ့အရင်ကြီး pressure ရှိလားဆိုတော့အဲ့လောက်ကြီးလည်းမဟုတ်ဘူးဘာလို့လဲဆိုတော့သူသူကိုကိုဗျာသူပစံမဟုတ်ဘူးဗျာပြောရဆိုရင်သူပစံကပေါင်းမှုပါတယ်ဒါပေမဲ့တခြားလူတွေရဲ့ပစံကသူ trade ပေးနေအရင်ကြီးများလို့ရှိရင်မကောင်းမှုကောင်းတော့ကောင်းဒါအရင်ကြီးရောထက်ထွက်စားတော့မလို့ဘူးဒါပေမဲ့ကြည့်လို့ကြည့်တယ်ပစံနည်းနည်းလေး trade နေတဲ့ကောင်ဆိုလို့ရှိရင်တိတ်အဆင်မပြေဘူးဘာလို့လဲဆိုတော့ဒီပစံအများကြီးသူမကင်ဘူးဗျာဒီလားနည်းနည်းလေးပဲ trade လို့ဆိုလို့ရှိရင်မကင်ဘူးဆိုတော့ risk တွေ reward တွေမနိုင်မှာကြောက်ရတယ်ပေါ့နော် တော့ဒီ access and management လေးတော့ထည့်တော့စဉ်းစားနေတယ်ဆိုတော့အရင်တော့အရေးမကြီးဘူးပေါ့နော်။တကယ်ကြည့်ရမယ့်ဥစ္စာတွေကကျွန်တော်တို့က win rate ကြည့်ရမှာအောက်မှာလာလိမ့်မယ်ပြောပြရမယ်ပေါ့နော်။ဟာ delay margin balance ဒါတော့ကြည့်တယ်။ delay margin balance ဆိုတာကဒီပတ်စံ amount ထဲမှာသူပတ်စံဘယ်လောက်ထည့်ထားဆိုတာပြောတာ။ဒီ leader trader ကဘယ်လောက်ထည့်ထားလဲပေါ့နော်။ဒီမှာဆိုလို့ရှိရင်ဒေါ်လာ6000ကျော်ရှိတယ်။ဒီ leader trader ကဘယ်လောက်ထည့်ထားသလဲဆိုတော့သူ့ရဲ့ပတ်စံကဒေါ်လာ8000ကျော်ပါတယ်။ဟုတ်သူပတ်စံ8000ကျော်ထည့်ထားတယ်။ဒီမှာဆိုလို့ရှိရင်ဒေါ်လာ3000ကျော်ရှိတယ်။ဒီမှာ leader trader ပါတာဒေါ်လာ တောင်းကျော်ပဲရှိတယ်ဗျာနော်ဟင်1200 1200ပဲရှိတာ1239ပဲရှိတာနော် trader 1239ပဲထည့်တာလေဒီမှာကသူဆိုလို့ရှိရင်ဒေါ်လာ1000ရှိတယ်ထည့်တာတော့1000နော်သူဆိုလို့ရှိရင်ဒေါ်လာ9000ကျော်ရှိတယ်ဒါပေမဲ့သူ့ရဲ့ပတ်စံကဒေါ်လာ9000ကျော်ပါတယ်ဗျာနော်အဲ့ဒါ leader trader ရဲ့ဒီမှာကျင်ပဲလာသူစပြီးရောထည့်တာလည်းပတ်စံတည်းစားနော်အဲ့တော့ဘာပဲပြောဒီပတ်စံကြီးအမောက်များပြီးရောဒီပတ်စံကလည်းလိုက်များတယ်ဆိုလို့ရှိရင်တော့သူ့ပတ်စံတွေကဘာမှမထူးဘူးကော်ပီကနည်းတယ်ပေါ့နော်အခုဆိုလို့ရှိရင်သူ့ပတ်စံနည်းတယ်ကော်ပီပတ်စံကများတယ်ပေါ့နော် โอเคဒီမှာ3 d maximum draw down ဒီမှာအရေးကြီးတဲ့ဥစ္စာတွေလာပြီဒီအရေးကြီးတဲ့ဟာဒီကောက်နေเนาะ maximum draw down ကိုကြည့်ရမယ်ကျွန်တော်တို့ဘာလို့လဲဆိုတော့ဒါကကျွန်တော်တို့ဘယ်လောက်ထိအောင်သူ history မှာရှုံးမှုလဲဆိုတာပြတာဘယ်လောက်ထိအောင်ကျွန်တော်တို့ရဲ့ stop loss ဘက်ကိုသွားလဲဆိုတာရှုံးဟိုရှုံးမှာတော့မဟုတ်သေးဘူးရှုံးမဲ့ဘက်ကိုဆင်းသွားတာပတ်စံဆင်းသွားတာဒီကောက်သလို့ရှိရင်0%ပဲရှိအဆောင်မဲ့ရသလားဘဝထရိတ်ရလည်းမရှုံးဆိုတဲ့နေရာမှာရှိတယ်ပေါ့နော်။ Maximum Drawdown ကိုဘာလို့ကျွန်တော်တို့ကကြည့်ရလဲဆိုတော့ကျွန်တော်တို့က စပြီး copy ကူးပြီဆိုတဲ့အရာကျွန်တော်တို့ဒီ copy ကူးတဲ့အကြောင်းကိုလည်းကျွန်တော် share video မှာပြပေးတာဖြစ်တယ်။အဲ့ဒီ video မှာဆိုကျွန်တော်တခြားရှင်းပြပေးတာလေ။ကျွန်တော်တို့ setting ဘယ်လိုထားရမလဲပေါ့နော်။ကျွန်တော်တို့ထားရမယ့် setting ကဘာလဲဆိုတော့ဒီ trader ရဲ့ stop loss နဲ့ TP ကိုပဲကျွန်တော်လိုက်ပါ။ကျွန်တော်တို့က stop loss မထားဘူး90 95လောက်ကျွန်တော်လွတ်ပေးတယ်ကျွန်တော်တို့ရဲ့ investment ပေါ့နော်။အဲ့တော့ကျွန်တော်က fixed ratio နဲ့ကျွန်တော်တို့ထည့်တယ်။ပြောရှင် stop loss ကိုကျွန်တော်ကလုံးဝနေပဲဖြုတ်ပေးတာလေ။ဆိုတော့ဆိုတဲ့အခါကျတော့ဒီ maximum drawdown ကြီး100%လောက်ကြီးတွားနေသလိုရှင်ကျွန်တော်တို့ထည့်သမျှဥစ္စာအကုန်မှုများတယ် တော့ကျွန်တော်တို့ကဘာကိုကြည့်ရမလဲဆိုတော့ maximum drawdown နဲတာအရင်ဆုံးကြည့်ရမယ်ကျွန်တော်တို့ကျွန်တော်တို့ရဲ့ကျွန်တော်တို့ like ကူးမဲ့ copy ကူးမဲ့ကျွန်တော်တို့ရဲ့ strategy နဲ့ဆိုလို့ရှိရင်ပေါ့နော်ကြည့်ရမှာ maximum drawdown ကိုကြည့်ရမယ်ဒီမှာဆိုလို့ရှိရင် percentage ညံ့နေတယ်ဟုတ်အလွန်ဆုံး maximum drawdown က90တော့မကျော်သင့်ဘူးလားဒီလားဒီမှာဆိုလို့ရှိရင်1.15ဒီမှာဆိုတော့19ပဲရှိတယ်ဒီမှာဆို0%ဒီကောင်တော့4ယောက်လောက် maximum drawdown ရမ်းကောင်းတယ်ပေါ့နော်ပြီးနောက်တစ်ခုက30 day win rate ဒီကောင်လည်းအရေးကြီး win rate ကောင်းတဲ့လူကိုကျွန်တော်ကကူးပါမယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ stop loss ထိသွားလို့ရှိရင်တစ်ခါတည်းနဲ့ကုန်သွားဖို့ရှိတယ်အဓိက maximum drawdown နဲ့နည်းမယ် ဝင်ရည်လည်းကောင်းတဲ့လူမျိုးပဲကျွန်တော်လေးရမှာနော်ဒီမှာဆိုလို့ရှိရင်ဝင်ရည်ကိုကြည့်လိုက်မနက်ဒီ8%နေတော့ကျွန်တော်တို့ဝင်ရည်ကို80%တက်ကြတဲ့ကောင်မရွေးတဲ့ဘူးနော်ဟိုဘယ်လိုရွေးမလဲကျွန်တော်80%ထက်များရမယ်90%တက်ကျော်ရမယ်90%ကျော်ရင်တော့အကောင်းဆုံးပဲနော်ဒီကောင်လေးဆိုလို့ရှိရင်ရမ်းမိုက်တယ်နောက်တစ်ခုကကြာဒီမှာ position ဝင်တဲ့ဥစား position ကိုကျွန်တော်တို့ကဘယ်လိုမျိုးကြည့်ရမလဲဆိုတော့ position နည်းနည်းလေးနဲ့ဝင်ရည်ကိုကောင်းတဲ့ကောင်ဆိုမရွေးနဲ့ဘာလို့လဲဆိုတော့နည်းနည်းလေးပဲနိုင်ထားတာကြာမှမထူဘူးပြင်ကျွန်တော်တို့ကဒီကောင် trade put ကိုကျွန်တော်အကြိုက်ဆောင်အဲ့တော့အနည်းဆုံး position ကတော့တရာနဲ့ တရားနဲ့အထက်ပေါ့နော်အဲ့လောက်ရှိရမယ် win rate က90%ဒါမှမဟုတ်90%ရာ90%ကတော့ကျော်ရမယ်ဆိုရှင်အကောင်းဆုံးပဲအဲ့တော့ကျွန်တော်30%ကိုကျွန်တော်ကြည့်လိုက်မယ်အဲ total trade position ကဟိုရှိမယ်ရက်ကလုံးကတော့100ကျော်တယ်ဒီမှာ155ချိန်262ချိန်ဒီရ39ကျိ234ကျိသူက trade ရတယ်အထဲမှာဟိုမှာ rate rate ကတော့ဒီလိုက်90% 92% 97% 99အကုန်လုံးကောင်းတယ်ပေါ့အဲ့တော့ဒီဒီပုံစံကကျွန်တော်ကြိုက်ဆုံးပဲပေါ့နော်အဲ့တော့ကျွန်တော်အားလားလို့ကျွန်တော်တေချာရွေးပြလိုက်၄ရောက်ပေါ့နော်အဲ့တော့ဒီ၄ရောက်ကိုကျွန်တော်က ကျွန်တော်ရဲ့ Telegram channel မှာဒီ post ကဲအောက်မှာကျွန်တော် comment မှာကျွန်တော် Telegram channel link ကိုထည့်ပေးကြမယ်အဲ Facebook မှာဆိုလို့ရှိရင်တော့ link မှာချပေးကြရအောင်เนาะ comment မှာချပေးကြရအောင်เนาะ YouTube မှာဆိုလို့ရှိရင်တော့ကျွန်တော် description မှာထည့်ပေးကြမယ် Telegram link ကိုเนาะ Telegram link ကနေဝင် join လိုက်ပါအဲ့မှာကျွန်တော်ကကျွန်တော်ရဲ့ slash link ၄ရောက်ကဲ link ကိုကျွန်တော်ထည့်ပေးကြရအောင်เนาะဒီ၄ရောက်ကဲ link ကိုကျွန်တော်ချပေးကြမယ်အဲ့၄ရောက်ကို investment လုပ်ချင်တဲ့လူတွေရှိရဆိုလို့ရှိရင်တော့စာပြီးတော့ရှင်းလင်းပြနိုင်လို့ရတယ်အကျိုးမြတ်တွေလည်းရမယ်လို့ကျွန်တော်မျှော်လင့်တယ်ဗောနော်ကျွန်တော်လည်းဒါကကျွန်တော်မဝင်ပြသေးဘူးဆိုတာကကျွန်တော်က လက်ရှိအရှိမှာ entry တစ်ခုဝင်ပေးထားတာရှိတယ်ကျွန်တော် copy ကူးပေးထားတာရှိရပါတော့ဟောဒီ copy မှာဒီမှာဆိုလို့ကျွန်တော်လက်ရှိကူးပေးထားတဲ့ trader ရှိတယ်ဒီ trader ပြီးတော့မှကျွန်တော်ပြန်ပြီးဝင်ပြမယ်ဘာလို့လဲဆိုတော့အရှုပ်ရမှာဆိုတော့ကျွန်တော်နောက်ထပ် video လုပ်ပေးတဲ့ခါကျလို့ဆိုရင်ဒီကနေပြီးတော့ရတဲ့ result ကိုကျွန်တော်တခြားလူပဲပြပေးခြင်းတယ်နောက်ရှုပ်ရင်လည်းရှုပ်နေနိုင်လည်းနိုင်တယ်ဆိုတဲ့အကြောင်းပြပေးခြင်းတာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ပရိသတ်တွေကနည်းနည်းလေးမျက်စိလည်ရောမှာဆိုတော့ကျွန်တော်ထပ်ပြီးတော့မကူးတော့ဘူးဒီဥစားကပဲကျွန်တော်ပြီးတဲ့ဆောင်းလိုက်မယ်ဒီမှာဆိုလို့ရှိရင်လည်းဒါပြီးခဲ့တဲ့ပြီးခဲ့တဲ့ video မှာဆိုလို့ရှိရင်ကျွန်တော်15ရက်အထိ ဘယ်လောက်မြင်လဲဆိုတာကျွန်တော်ပြပေးထားတယ်ဒီမှာဆိုလို့ရှိရင်ကျွန်တော်ကအနည်းရရှိပါလေဆိုလို့ရှိရင်အခုကျွန်တော်ဒီဗီဒီယိုလုပ်တဲ့နေ့ကအဲ3လပိုင်း2ရက်နေ့ပါနော်အခုဒါ2လပိုင်း12ရက်နေ့ကကျွန်တော်စပြီးပြပါတာဆိုတော့ကျွန်တော်ဟိုလောက်ရှိပါတယ်ရက်20อืมဟုတ်တယ်ရက်20နေ့ပါလာဖြစ်သွားတယ်ရက်20နေ့ကတော့တော်တော်လေးမြတ်နေပါနော်ရက်30ပြည့်ရင်ဒီကောင်ကလော့ပိတ်တော့ပါဒီကောင်ကရက်30လော့ချတာဖြစ်တဲ့ခါကျတော့ရက်30ပြည့်ရင်ကျွန်တော်ကလော့ပိတ်တော့မယ်အဲ့ရလို့ရှိရင်ဘယ်လောက်မြတ်လဲဆိုတာကိုကျွန်တော်ဗီဒီယိုနဲ့ပြန်ပြီးတော့တင်ပေးမယ်ဒါကတော့ရက်20အတွင်းမှာအမြတ် ကျွန်တော်ထည့်ထားတဲ့ဥစားရှေ့ဗီဒီယိုတွေရှေ့ရဗီဒီယိုတွေကိုကြည့်ရလို့ဆိုတော့တည်ရကျွန်တော်အမှကျွန်တော်ရဲ့ channel ထဲမှာ playlist နဲ့ကျွန်တော်ထားထားပေးတယ်အဲ့ copy ကူးတဲ့ဥစားအစင်လိုက်စပြီးရကူးတဲ့ချိန်ကနေစပြီးကျွန်တော်ဘယ်လိုကူးလဲဘယ်လို strategy သုံးလဲဆိုတာတစ်ခုရှိမယ်နောက်တစ်ခုကကူးပြီးတော့တပတ်ကြာမှာဘယ်လောက်မြတ်လဲဆိုတာတစ်ခုရှိတယ်နောက်နောက်တစ်ခုကကြာတော့ကူးပြီးတော့15ရက်ကြာမှာဘယ်လောက်မြတ်လဲဆိုတာတစ်ခုထည့်ပေးထားတယ်အခုဒါကတော့ကူးပြီးရ20ကြာပါတော့ကျွန်တော်ဆယ်ကြာမှာဘလောက်မြတ်လဲဆိုတော့ကျွန်တော်ဗီဒီယိုတိကျမလုပ်တော့ဘူးဒီမှာကျွန်တော်တခါထည့်ပြီးပြလိုက်တယ်။ဘာဖြစ်လို့လဲဆိုတော့ ဒီမှာကျွန်တော်အဓိကပေးချင်တာကတော့ဒီ၄ခုပေါ့နော်ဒီ compare လုပ်ရမယ့်၄ခုကျွန်တော်ပေးချင်တာမလို့ဒီအရကျွန်တော်သိတာမလို့ပြီးတော့ဒါကြုံလို့ကျွန်တော်ပြပေးတာပေါ့နော်ဒီမှာဆိုရှင်ဒါ channel ဆင်ကျွန်တော်တော်တော်လေးမြတ်နေပြီကျွန်တော် investment ဒီမှာ30ပဲရှိတယ်ပထမ30ထည့်တာလည်းဒုတိယတစ်ခေါက်ကျွန်တော်16ချက်ထည့်တယ်အစစုပါ29ချက်ပေါ့နော်ပြောမှဆို30ပဲထားပါဒီမှာ investment 30ရှိတယ်30ရှိရအောင်မှာ profit ကတော့မှာကြည့်တာ225ရှိ profit ကဒါလက်ရှိ realized profit နော်ဒီမှာ realized profit နဲ့ loss ဆိုပြီးတော့သူပြ225ရှိဆိုတဲ့ခါကျတော့ဒါတော်လေးကိုမြတ်တယ်ပြော topic က200လောက်ထွက်တယ်။အဲ့တော့ကျွန်တော်ဒါဒီချိန်မှာသိလို့မရဘူးဘာလို့လဲဆိုတော့ stock copy လုပ်မယ်ဆိုလို့ရှိရင်ဒီမှာ account နောက်ဆုံးလုတ်လိုက်လို့ရတယ်။ဒါပေမဲ့ကျွန်တော်ရဲ့အမျက်တွေဆုံးရှုံးရမယ့်ဒီထားမှာရှိရပါမယ်။ဒါက stock copy မလုတ်ကြည့်ရသေးတဲ့ခါကျတော့ဒီအမျက်တွေအကုန်လုံးဆုံးရမှာလား။ personal တစ်ခုကြီးရဖြတ်သွားမှာလားဆိုတော့ကျွန်တော်မသိရတော့ဒါမလုတ်တော့ဘူး။ကျွန်တော်လည်း lock share တာဖြစ်တယ်လေ။ကိုကိုရဲ့ fan တွေလည်းကျွန်တော်ကလုတ်ပြထားတာဖြစ်တယ်လေကျွန်တော်မပိတ်တော့ဘူးပေါ့နော်။ဒါဆက်ပြီးစောင့်နေတယ်။နောက်ဆုံးနောက်မြတ်တာဒါတော့အဓိကတော့ကိုလူတွေလည်းသိရမယ်။ဘယ်ဥစား ဘယ်လိုမျိုးအကျိုးမဲ့ရလဲဆိုတော့ကျွန်တော်အားလုံး share ပေးချင်တာဖြစ်တယ်နော်ဒီဗီဒီယိုကျွန်တော်လုပ်ပေးတာဖြစ်တယ်ပေါ့နော်ဒီဗီဒီယိုကြည့်ချင်လို့ရှိလို့ရှိရင်ဒါအခုမှဒီဗီဒီယိုစပြီးတော့ကြည့်ဦးလဲလို့ရှိရင်တော့ကျွန်တော် channel ထဲဝင်ပြီးတော့ playlist မှာဝင်ကြည့်လိုက်ပါ copy copy future copy နဲ့ဘယ်လိုအကျိုးမဲ့ရှာလို့ရလဲဆိုတော့ playlist ရှိရအထက်မှာကျွန်တော်အစင်လိုက်ချပါပြရနော်ဗီဒီယိုလေးဒီလိုပြီးတော့ဒီအားကျွန်တော်နမူနာပြပေးတာနော်အဲ့တော့ဒီအားရှိတော့ကျွန်တော်ကတော့ဒီလေးရောက်ကိုကျွန်တော်မဝင်သေးဘူးလောလောဆယ်ဒီအားပြီးတော့မှကျွန်တော်ဝင်ပြမယ်ဒါမှမဟုတ်ကျွန်တော် copy စပြီးတော့ဝင်ပြီးဆိုတော့မှ live ဝင်နေတယ်ဆိုလို့ရှိရင်လည်းနည်းနည်းလေးစောင့်ပေးနောက်ထပ်ကျွန်တော် ဆယ်ရဆယ်ဆယ်ရကြာလို့ရှိရင်ဆိုဒီကောင်ပိတ်ပြရတယ်ကျွန်တော် copy စပြီးကူးမယ်ပေါ့နော်အဲကြာလို့ရှိရင်မိတ်ဆွေတို့ဝင်ကြည့်ပြီးတော့ like ကူးချင်ကူးလို့ရတယ်ပေါ့နော်အခုချက်ချင်းပဲ link လုပ်နိုင်ခြင်းနဲ့အကျိုးမဲ့တွေ share ခြင်းနဲ့ဆိုရဒီလိုအတွက်ကျွန်တော်ကပြပေးတာဖြစ်တယ်နော်ဒီမှာဒီ၄ရောက်ရှိရယ်နောက်တစ်ခုကဒီမှာဒါလေးကိုကြည့်ပါနော်30 day ROI ချက်30 day return on invest နော် return on invest ဆိုတာကိုရင်းနာနဲ့ပတ်သက်ပြီးတော့ဘယ်လောက်မြတ်လဲဆိုတော့ပြတာဒီမှာသူ့ရဲ့ credit play အဲ့လိုမျိုးထုံတက်သွားတာပါနော်။နောက်ကိုစိုက်နေတာတော့ဒီလိုမျိုးတန်းနေတာသိမဟုတ်ဘူး။ ဒီမှာ low ထားလို့ပြောတာတောက်လျှောက်မြက်လာတဲ့ကောင်ကိုပြောပြောလို့ရတယ်နော်ရ30အတွင်း profit နဲ့ loss USDT USDT ဘယ်လောက်မြက်လဲဆိုတာကြည့်လို့ရှိရင်လည်းဒီလိုပဲသူကဒီမှာဖြည်းဖြည်းဖြည်းချင်းမြက်လာတယ်ဒါကတော်တော်လေးအဆင်ပြေတဲ့လေးရောက်ပြီကျွန်တော်ဈေးပေးထားတာဖြစ်တယ်ကျွန်တော်စိုက်တဲ့ဥစ္စာပါနော်ကျွန်တော်ဘလို့ copy ကူးလို့ဆိုတာတော့အပြည့်အဝပြောတော့နော်ကျွန်တော်ပြောရတဲ့အချိန်မှာရှိ video မှာတက်ကြည့်ပြပါဘောနော်ဒီ layer ကကျွန်တော်အားလုံးကို copy ကူးခြင်းနဲ့လူချင်းမြတ်နေခြင်းနဲ့တက်ကျွန်တော်ချပေးတာဖြစ်တယ်နောက်တစ်ခုကကျွန်တော်အရေးကြီးတာပြောချင်တာကဒီဒီ account ကို investment မလုပ်ခင်မှာကိုယ့်ရဲ့ risk reward management တခြားလေးလုပ်ပါမှာเนาะဒီ risk ကို reward management ဆိုတာဘာလဲဆိုတော့ကျွန်တော်တို့ကပတ်စံရင်းနှီးမြှုပ်နှံလို့ရှိရင်ကျွန်တော်တို့ရဲ့ဟိုမရှိမဖြစ်လိုတဲ့ပတ်စံတွေကနေမတုံးတော့ဗျာဥပမာကျွန်တော်အိမ်လားကတော့ကျောင်းကလေးဇေယိတ်တို့တည်ရပါအဲ့လိုမျိုးရှိနေတုံးမှုတဲ့ခြံထားတဲ့ပတ်စံတွေမတုံးစေချင်ဘူးကိုယ့်အတွက်ပိုရှန်တဲ့ပတ်စံတွေကိုပဲစပြီးရင်းနှီးမြှုပ်နှံစေချင်တယ်ပေါ့နော်ဘာဖြစ်လဲဆိုတော့တကယ်တကယ်ထွေးထုတ်တဲ့ခါကြလို့ရှိရင်အဲ့ဒီ emotion တွေပါလို့ရှိရင်အဆင်ပြေဒီအကြောင်းလေးတော့ကျွန်တော်ကအပြည့်အဝ တင်တန်းလုပ်ပြီးတော့ကျွန်တော်ပေးမယ်တင်တန်းဆိုတာလည်းကျွန်တော် basic ကိုအခမဲ့ကျွန်တော်လုပ်ပေးမှာပါနော်ဒါမှမဟုတ်ကျွန်တော် video နဲ့ကျွန်တော်အားလုံး share လုပ်ပေးမယ်ကျွန်တော်တို့ trader တယောက်တကယ်တကယ် profitable trader တယောက်ဖြစ်ဖို့အတွက်အရေးကြီးတဲ့အချက်တွေရှိတယ်အဲ့ချက်တွေကဘာလဲဆိုတော့ပထမဆုံးအရေးကြီးတာက risk reward management ပေါ့နော် risk reward management ဆိုတာကျွန်တော်တို့အဓိကအခုဆိုကျွန်တော်တွေ့နေရတာ copy copy ဝင်နည်းနည်းလေးမျက်တာနဲ့ကျွန်တော်တို့ page နေရအောင်လုပ်ပိတ်လို့မရဘူးအဓိက risk reward ဆိုတာ okay မြန်ရင်လည်းယူမယ်ရှုံးရင်လည်းရှုံးပလိစေဆိုလည်းစိတ်တယ်မျိုးရှိကြတယ်ကိုရှုံးနိုင်တဲ့ဥပမာ30ဒီဒီ trader မှာကျွန်တော်30 investment လုပ်မယ်ရှင်းလိုက် ဆိုလို့ရှိရင်ဒီတစ်ဆယ်ကရှုံးသွားလဲဘာမှဖြစ်ဘူးဆိုတဲ့အားမျိုးကျွန်တော်ရင်းရမယ်ဒါပေမဲ့တစ်ခုရှိတာရင်းတဲ့ခါကျတော့ရှိရင်လည်းရမ်းမရင်းတဲ့ပုံပဲတေချာလေးကျွန်တော်ခုပြောသလိုမျိုး analyze ကိုတေချာလုပ်မယ်တေချာတဲ့ data ကိုစစ်မယ်ကိုယ့်တက်လုံးဝ save site ရှိပြီဆိုတဲ့ဥစ္စာမျိုးကျွန်တော်တို့ကကဲဒီမှာရင်းလာပြီကွာတစ်ဆယ်ရှုံးတဲ့တစ်ဆယ်ရှုံးလို့ပြီနိုင်လို့ရှိရင်လည်းဒီ trader ရဲ့ ratio တိုင်းကျွန်တော်တို့အမြတ်ကိုကျွန်တော်သိမ်းမယ်ကန့်တန်တယ်ကွာတစ်ပတ်ဆိုလည်းတစ်ပတ်လုပ်မယ်ဆန်ရဆိုလည်းဆန်ရလုပ်မယ်တစ်လဆိုလည်းတစ်လကျွန်တော်ထားမယ်အဲ့လိုပြေးမှသိမ်းမယ်အဲ့လိုမျိုး risk reward management လုပ်ရပြီးရင် trading psychology ပေါ့နော် trading psychology လို့မယ်နောက်တစ်ခုကကြတော့ trading technique ပေါ့အဲ့အဲ့လို trading strategy လို့ခေါ်တယ် trading technique တွေလို့မယ်ပေါ့နော်အဲ့သုံးခုကတော့ရေးကြည့်ရယ်ကျွန်တော်ပြန်ပြပါနော် risk and reward management ပြီးတော့ရှင် trading psychology ပြီးရင် trading strategy နောက်အဲ့တော့အဲ့အဲ့သုံးခုကတော့အရင်ရေးကြည့်အဲ့သုံးခုပိုင်ပြီးဆိုတော့မှကျွန်တော်တို့ကဒီ trading လောက်ကစပြီးဝင်နေတယ်ပေါ့နော်အဲ့တော့ newbie နေနေရတော့နည်းနည်းလေ့လာပါဦးတကယ်လို့အရင်ကကနည်းနည်းဒီ crypto အရင်စိတ်ဝင်စားလို့ ီနေ့မျိုးနဲ့ကြည့်ချင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ icon ကဗီဒီယိုလေးတွေဝင်ကြည့်ပေးပါဝင်ကြည့်ပေးပြီးတော့ teacher လေး analyze လုပ်ပြီးတော့ copy ကူးပြီးတော့အကျိုးမြတ်ရှာလို့ရတယ်ပေါ့နော်။ဒါနဲ့ဒီလိုမျိုးကျွန်တော်တို့အကျိုးမြတ်ရှာတဲ့ဥစ္စာတွေကိုစိတ်ဝင်စားတယ်။ဒီလိုမျိုးကျွန်တော်တို့ဒါဆိုကျွန်တော်တို့30 30ရင်းပြီးတော့လူတွေညက်တယ်ပေါ့ဗျာ။ဒါဆိုတော့မြင်ကြတယ်မြင်တော့စိတ်ဝင်စားတယ်အကောင့်လေးဖွင့်ပြီးတော့လေ့လာကျင်တယ်ဆိုလို့ရှိရင်တော့ဒါကျွန်တော်ဒီဒီ description မှာကျွန်တော်ကဒီ description မှာ link လေးကိုချပေးထားမယ်။ဟိုအကောင့်ဖွင့်တဲ့ link ကိုကျွန်တော်ချပေးထားမယ်။အကောင့်ဖွင့်ဒီဗီဒီယိုလည်းကျွန်တော်ရဲ့ channel ထဲမှာကျွန်တော်တင်ပေးထားတာရှိတယ်။ ဲ့ဒါဖုန်းနဲ့ဘယ်လိုဖွင့်လဲဆိုတာကျွန်တော်တင်ပေးရတယ်အဲ့ဒါကိုတော့ကြည့်လို့ရတယ် KYC နဲ့ဘယ်လိုလျှောက်လဲဆိုတာလည်းကျွန်တော်တင်ပေးရတယ်ပေါ့နော်။ဘာလို့လဲဆိုတော့အခုက scammer တွေများတော့တခြား link တွေကိုဝင်စေချင်ဘူးပေါ့နော်။ဒီအောက်က link ကသွားလို့ရှိရင်တော့ Binance ကတရားဝင် website ကိုရောက်မယ်။တရားဝင် account ဖွင့်လို့ရတယ်ပေါ့နော်။ပြီးတော့ account ကလည်းလုံးဝ free ပဲ။ကိုတရားမှမကုန်ဘူး။ကိုယ်မှာ Gmail ရှိတယ်။ဖုန်းရှိတယ်ဆိုတာလည်းဖွင့်လို့ရတယ်။ဖွင့်တဲ့ခါကျလို့ရှိရင်တော့ Gmail နဲ့ပို့ပြီးတော့ဖွင့်စေချင်တယ်ပေါ့နော်။အဲ့တော့ဗီဒီယိုထဲမှာကျွန်တော်ရှင်းပြထားပါတယ်တခြားလေးနော်။အဲ့တော့ဒီကောင်ကအခမ်းမဖြစ်သေးဘူး။ပြီးလို့ရှိရင်ကျွန်တော် referral link အရင်သွားလို့ရှိရင်ကျွန်တော်တို့ trade လုပ်တဲ့အခါတိုင်းမှာပေးရတဲ့ funding fee တွေအတွက် percentage တွေရလိမ့်မယ်ပေါ့နော် discount တွေရလိမ့်မယ်အဲ့ဒါတွေသွားပြီးရောက်ဖွင့်စီချင်တယ်ပေါ့နော်ဒါတော့အားလုံးပဲကျွန်တော်သိချင်တဲ့ဟာလေးရှိလို့ရှိရင် comment လေးမှာမေးခဲ့ပေးပါနောက်တစ်ခုကကြတော့ကျွန်တော်ပြောသလိုပဲ investment လုပ်မယ်ဆိုလို့ရှိရင် DYOR do your own research နော်ဒါမျိုး do your own research လုပ်ပါပြီးတော့မှကိုယ့်ရဲ့ငွေကြေးကိုရှင်းလင်းပြုံနာမှာလုပ်ပဲအကုန်လုံးပြောချင်ပါတယ်မသိတာရှိလို့ရှိရင် comment မှာမေးခဲ့ပါအမှန်တော့ video မှာကျွန်တော်ပြန်တွေ့ကြမယ်